မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျမတို့ငငယ်ကသင်ကြားခဲ့မှုနဲ့ကြီးညီနောင်ဆိုတဲ့ပုံမြင်လေးကိုမှတ်မိပါသေးရဲ့လားရှင်။ငှက်ကလေးနှစ်ကောင်ဟာညီကိုဖြစ်တယ်ဆိုပေမဲ့ကိုရောက်သွားတဲ့အရက်ဒေတာအလိုက်ရင်ကျိလိမ်မှမှုနဲ့အသိပညာကကွာခြားသွားတယ်ဆိုတဲ့အသိပညာလေးပေးတဲ့ပုံမြင်လေးတစ်ခုသာဖြစ်ပါတယ်ရှင်။ယနေ့ခေတ်မှာဆိုရင်ကြီးညီနောင်လက်သက်လေးတွေကိုကျမတို့အများကြီးမြင်တွေ့ရပါတယ်ရှင်။ကျမနိုင်ငံမှာဘလို့မိဘကပဲမွေးပါစေမြန်မာနိုင်ငံသားဖြစ်လာပြီဆိုရင်ဒါဟာမြန်မာနိုင်ငံရဲ့ရှင်သွေးပါပဲရှင်။ ဒါကြောင့်ဒီဂျင်သေးလေးတဲ့ဟာဆိုရင်ကိုကျင်လည်ရတဲ့ပတ်ဝန်းကျင်အလိုက်ပြောင်းလဲမှုတွေနဲ့ဘဝလောကရန်ပုံစံတွေဟာပြောင်းလဲဖြစ်ပေါ်နေပါရှင့်။ကျွန်မအနေနဲ့ရုပ်တံဖာလေးတစ်ဖိုင်ကိုအရင်ဆုံးပြသပါမယ်ရှင်။ဒီဘက်ပြည်သူတို့မြေတွေ့ညာရဲ့ရုပ်တံဖာလေးကတော့ TNL လက်ထဲမှာရောက်ရှိသွားတဲ့လူငယ်လေးကြီးပေါ့နော်။တေးတံပေးခံရတော့မယ့်အချိန်မှာနောက်ဆုံးနေတဲ့သူတို့ထမင်းကျွေးနေရလို့ကျွန်မသိရပါရှင့်။ ဒီဥတ္တန်ဖိုင်လေးရဆိုရင်မိဘပြည်သူတို့မြင်တွေ့ရတဲ့အတိုင်းပါပဲလူငယ်တွေထမင်းစားနေရဆိုရင်ခွေးလိုမျိုးကုန်းပြီးတော့စားကြိုင်နေပေါ့နော်အဲ့ဒီမှာကလေးမလေးရဆိုရင်လည်းမြေကြီးတွေကြပြီးတော့မြေကြီးလေးတွေတုပ်ပြီးထမင်းစားနေတော့မြင်တွေ့ရပါတယ်ရှန့်ကျမောက်နိုင်ငံမှာလူဆိုးတခိုးဓမြရဲ့လက်ထဲရှောက်သွားခဲ့တဲ့လူငယ်တွေရဲ့ဘဝကဒီလိုမျိုးဖြစ်ပေါ်နေပါတယ်ရှန့်မိဘပြည်သူများကိုကျမအနေနဲ့နောက်ထပ်ဓာတ်ပုံလေးလည်းပြသပါမယ်ရှန့်မိဘပြည်သူများကြည့်လိုက်ပါအောင်နော်မိဘပြည်သူတို့ကိုမြင်တွေ့နေရတဲ့လူငယ်လေးတွေကတော့ရေချောင်းလူငယ်အခြေခံတဲ့တန်းမြင့်တန်တန်းကတန်တန်းသားတန်တန်းသူတွေဖြစ်ပါရှင့် ဒီကလေးတွေဟာဆိုရင်ဒီတန်တန်းလေးဒါတက်ကြပါဘောเนาะဟိုပညာရပ်ပိုင်းဆိုင်ရာလေးလည်းတင်ကြားသလိုမျိုးဒေတန္တရဘုသူဒရရှိအောင်ဆိုတော့ဖျားဘူးလေးတွေပြီးတော့နေပြည်တော်မှာဆိုရင်မာရဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်းတွားရောက်ပြီးတော့ဖူးမြော်တယ်အမျိုးသားအထိတ်မှန်ဥယင်ကိုလည်းတွားပြီးတော့လေ့လာကြည့်ရှုကြပါရဲ့ရှင်ဒီကလေးတွေကိုကျွန်မဟိုရက်ကဆိုရင်ကျွန်မအပြင်တွားရင်းနဲ့ပေါ့နော်နေပြည်တော်မှာတွေ့ပါရဲ့ရှင်တို့လေကျမတို့ဒီနေပြည်တော်မှာတွားလို့ရှင်ခါကြရင်လမ်းကြောင်း point နေနဲ့ကြုံတက်တဲ့ခါကြရင်ကျမတို့ကဒီလမ်းကြောင်း point တွေကိုဦးစားပေးရတဲ့အခြေအနေလေးပေါ့ရှင် အဲ့နေရအဲ့နေရဆိုတော့တနေ့ရပါကျွန်မပြင်သွားတဲ့ခါကျတော့လမ်းကြောင်းရှိရယ်ပေါ့နော်လမ်းကြောင်းရှိရယ်ဆိုတော့အော်ဘသူတွေလည်းမသိဘူးပေါ့ကိုထင်တာကတော့ဒါလူကြီးပေါ့နော်အစိုးရဝန်ထမ်းဆိုင်ရာကနေလည်းယာလူကြီးမှဒီလိုထင်ခဲ့တာရှင့်ရှီကနေ point ကားနဲ့လာတာပေါ့နော်အဲ့ဒီနေရာမှာကြည့်လိုက်တဲ့အခါကျတော့ဒီကလေးတွေဖြစ်နေအောင်ရှင်အဲ့ဒီဝတ်စုံပြားလေးတွေ ਨੇ သူကလေကားရအများကြီးပဲအဲ့ဒီ30အစီး20လောက်ရှိတယ်လူငယ်လေးတွေကိုတင်နဲ့တင်ပြီးတော့ခေါ်လာတဲ့ကားမှာမှာရှင်ကနေ point ပြီးပြီးတော့ပြီးသွားတာရှင့် ဒီကလေးတွေလုံချုံကြီးကိုတေချာယူဆိုင်ပြီးခေါ်လာတာဒီကလေးတွေကားတန်းနောက်ဆုံးမှာဆိုရင်စစ်ကားတွေပါတယ်လုံချုံကြီးကားတွေပါတယ်ရှင့်ကလေးတွေကိုအဲ့လိုမျိုးယူဆိုင်ဆောက်ရှောက်ပေးပြီးတော့ဒီတန်တန်းလေးလာပေးတတ်တာဖြစ်ပါတယ်ရှင့်ဒါကျမအနေနဲ့မျက်မြင်ကိုယ်တွေ့မြင်ခဲ့တဲ့အတွက်ပြောပြနေတာဖြစ်ပါတယ်ရှင့်ခုနကမိဘပြည်သူတို့မြင်လိုက်တဲ့ကလေးတွေဟာဆိုရင်ထမင်းတော်မှာခွေးလိုမျိုးစားနေရတာဘလောက်ထိတော်မှသူတို့ရင်ထဲမှာခံစားရမလဲဝမ်းနေရမလဲဒီမြင်ကွင်းတွေကိုသာသူတို့ရဲ့မိဘတွေမြင်ခဲ့မယ်ဆိုရင်ဘလို့များနေမလဲဆိုတာကကျမတို့ကိုချင်းစာကြည့်လို့ရပါတယ်ရှင့် မိဘတိုင်းအားလုံးကကိုသားသမီးမွေးလာတဲ့ခါကျရင်ကျမခုနပြရတယ်ပေါ့နော်ရေချောင်းလူငယ်အခြေခံသင်တန်းလာတတ်တဲ့ကလေးတွေလိုပဲကောက်ကောက်မုံမုံနဲ့ပညာသင်ပြီးတော့အေးအေးချမ်းချမ်းကြီးပြင်းစေချင်တာပါရှင့်။ဒါပေမဲ့နိုင်ငံတော်မှာဖြစ်လာတဲ့ကိစ္စတွေနိုင်ငံရေးအမျက်ထုတ်လို့တဲ့နိုင်ငံရေးသမားတွေရဲ့အသုံးချမှုတွေကြောင့်ကျွန်မနိုင်ငံရဲ့ရင်သွေးတွေအရဆိုရင်ဒီလိုမျိုးဆုံးရှုံးနေတာမျိုးတွေဖြစ်နေရပါတယ်ရှင့်။ကျေးညီနောက်ခက်တဲ့ဇာတ်လမ်းတွေဖြစ်နေပါတယ်။ဒါကြောင့်ကျွန်မတို့က မိဘတွေပဲဖြစ်စေနိုင်ငံတော်ကပဲဖြစ်စေကျမတို့လူငယ်တွေကိုဒီလိုဒုက္ခတွေနဲ့ရနေကဲထုတ်နိုင်အောင်လို့ဒီစစ်ပွဲတွေကိုအမြန်ဆုံးရပ်တန့်ပြီးတော့နိုင်ငံတော်အခြေအနေပြန်လည်တည်ငြိမ်ဖို့အတွက်ကိုကျမတို့ကအထူးစူးစမ်းတင်တယ်လို့ထင်ပါတယ်ရှင့်စူးစမ်းနေမယ်ဆိုတာကျမရှုံးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ပွဲရှေ့ကြလို့ရှင့်ကျမတို့နိုင်ငံရဲ့အဖူးအငုံလေးတွေကဒီလိုပဲပျက်စီးဆုံးရှုံးသွားမှာရှင့်ဒီလိုဖြစ်လို့မရပါဘူးနော်ဒီကလေးတွေဟာကျမတို့ရဲ့အနာဂတ်ပါကျမတို့နိုင်ငံရဲ့အနာဂတ်ပါရှင့်ဒါကြောင့်ဒီညီနောင်ပုံမြင်ဟာခစ်တဲ့မှာဖြစ်လာပြီးဖြစ်တဲ့အတွက်လူကြီးမိဘတွေကစင်ကျင်ပြီးတော့ ိုယ့်ရဲ့သားသမီးကိုတခုတည်းမြလက်ထဲရောက်တာမျိုးအဖြစ်ခံမလားအေးချမ်းပြီးတော့လူလိမ္မာတွေရှိရနေရပဲပို့မလားဆိုတာကတော့မိဘတွေရဲ့ရွေးချယ်ရတာဖြစ်ပါရဲ့ရှင့်ဆယ်ကျော်သက်လူငယ်တွေဆိုတာကအသိဉာဏ်ပညာမဖွင့်ပြိုးတဲ့အတွက်မိဘတွေကိုယ်တိုင်ပဲကိုကိုယ်တိုင်ရဲ့နိုင်ငံရဲ့အသိဉာဏ်တွေကိုမမှန်ကန်ကန်တွေးတတ်ရမယ်နိုင်ငံအတွက်ဘယ်ဟာကကောင်းကျိုးလဲဘယ်ဟာကဆိုးကျိုးလဲဆိုတာကိုခွဲခြားစိတ်ဖြန့်ခွဲခြားစိတ်ပြတတ်ရမယ်ပေါ့နော်ပြီးတော့သူများပြောတိုင်းနားယောင်တာမျိုးမလုပ်အောင်ရှင့် ကိုကသူများပြောတိုင်းနားကြောင်ပြီးတော့အိမ်မှာပေါ့နော်နိုင်ငံရဲ့အသိဉာဏ်အမှားတွေနဲ့ပေါက်ကရပြောနေမယ်ဆိုရင်အဲ့ဒီစကားတွေနေတိုင်းကြားနေတဲ့ကလေးရလေဝါရမိုင်းတိုက်ခံနေရတာရှင့်ဒီချိန်မှာသူတို့ကိုတရားရောက်ကလှုံ့ဆော်ပြီးတော့တောခုမလားဟိုတခုခုပေါ့နော် PDF လုံမလားဆိုပြီးတော့ဆွဲဆောင်တဲ့ခါကျရင်ကိုသားသမီးကပါသွားမှာရှင့်ဒါကြောင့်မိဘတွေကိုယ်တိုင်းပဲအသိဉာဏ်ရှိရှိနဲ့ကိုသားသမီးရှိမှအပြောဆိုနေထိုင်စင်ချင်မှကိုကိုတိုင်းလည်းကိုရဲ့သားသမီးတွေကို PDF မဖြစ်စေချင်ဘူးဆိုရင်သူများသားသမီးလည်း PDF ဖြစ်အောင်လို့တွန်းပို့တာမဟုတ်ပါနဲ့ရှင့် သိဉာဏ်ပညာလေးတွေမမကန်ကန်ထားကြပါလို့ကျွန်မတိုက်တွန်းချင်ပါရှင့်ကျမတို့ဟာလူစိုးတခိုးလက်ထဲရောက်အောင်လို့ကြီးလေးကိုပို့လိုက်တဲ့မုံတိုင်းတွေမဖြစ်ပါစေနဲ့ရှင့်ကျမတို့တိုက်လိုက်တဲ့လေမုံတိုင်းကြောင့်ကြီးညီနောက်ပါဆိုရင်ကွဲကွာပြီးတော့တခိုးတညက်လက်ထဲရောက်သွားမယ်ဆိုရင်ကျမတို့တောင်းမကင်ဘူးဆိုတာမမေ့ပါနဲ့ရှင့်တချို့ကလေမုံတိုင်းအရင်တိုက်လို့ကျမပြောပြတာပါနော်လူငယ်တွေရှိမှလေမုံတိုင်းတိုက်တယ်ပြောချင်တာရှောက်ပြောတယ်အဲ့ရတယ်လူငယ်တွေကလိုက်ပြီးတော့ဖော်ဆောင်တဲ့ခါကျတော့ဘာမှတောင်းမရှိတဲ့လူကြီးတွေရှိပါရဲ့ရှင့် ဒီလိုလူတွေကြောင့်ဒီလိုနိုင်ငံရေးသမားအချို့ကြောင့်လူငယ်တွေဟာဆိုရင်ကြီးညီနောင်နေရလို့မျိုးမုံတိုင်းကြောင့်တခုတည်းများလက်ထဲကိုရောက်ရှိသွားကြရတာဖြစ်ပါရဲ့ရှင့်။ဒါကြောင့်အပြောအဆိုလေးတွေဆင်ញင်ကြပါလူကြီးတွေဟာကလေးတွေရှိမှနိုင်ငံရေးကိစ္စတွေဆွေးနွေးတဲ့အခါမှာမှန်ကန်တဲ့သဘောတရားတွေကိုသာပြောဆိုကြရင်လည်းကျမတို့ကြီးညီနောင်လေးတွေကိုကောင်းမွန်တဲ့လိမ္မာရေးချရှိတဲ့ပတ်ဝန်းကျင်လေးစီကိုပဲတွန်းပို့ကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်။ ဒီဘက်ပြည်သူများရှင့်ကျွန်မခုပြောပြမယ့်သတင်းလေးကမိုးရေဆေးဝါးခိုင်းနှက်ခုဖန်းစီရမိတဲ့သတင်းလေးတာဖြစ်ပါရဲ့ရှင့်မိုးရေဆေးဝါးအမှုနှစ်ခုကိုလွန်ခဲ့တဲ့ရက်ပိုင်းရဆိုရင်နိုင်ငံတော်ကနေပြီးတော့ပေါ်ထုတ်နိုင်ခဲ့တယ်ဒါကြောင့်သတင်းပြန်ကြားခဲ့ပါရဲ့ရှင့်ပထမတစ်ခုကတော့ပြင်းမနာမြို့နယ်ကနေပြီးတော့ကင်းပြည်နယ်ကိုပို့ဆောင်မဲ့မိုးရေဆေးဝါးတွေကိုဖန်းစီရမိခဲ့တာဖြစ်ပါရဲ့ရှင့်ဖန်းစီရမိတဲ့တန်ဖိုးကကြတော့ငွေကျပ်16ဘီလီယံကျော်တန်ဖိုးရှိတယ်လို့သိရပါရဲ့ရှင့် ဖန်စီရမီရဲ့ပုံစံကဘယ်လိုလဲဆိုတော့တရခန့်တွေရတယ်မင်းလာမြို့နယ်ပသိမ်မုံရွာကားလမ်းနေပြီးတော့မူရစ်စေးပို့ဖို့အတွက်သွားတဲ့အချိန်မှာလုံချုံရေးအဖွဲ့ဝင်တွေကလမ်းမှာကားကိုတားပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာကားပေါ်မှာမူရစ်စေးဝါးတွေ့ရှိခဲ့တာဖြစ်ပါရဲ့ရှင့်အဲ့ဒီမှာစုံစမ်းစစ်ဆေးပြီးတဲ့အခါမှာဒီလိုမျိုးမူရစ်စေးဝါးရောင်းချတဲ့အဖွဲ့လိုက်ကြီးကိုဖန်စီရမီခဲ့တာဖြစ်ပါရဲ့ရှင့်ဒီနေရာမှာကျွန်မကြားပြက်လေးပြောချင်တာပေါ့နော်လုံချုံရေးဂိတ်တွေမှာတာဝန်ရှိတဲ့သူတွေရဲ့နိုင်ငံတော်ကကွယ်နိုင်တဲ့စွမ်းအားကတော်တော်ကြီးရဲ့ရှင့်အခုတေချာဆက်လက်တဲ့အခါကျတော့မူရစ်စေးဝါးရောင်းတဲ့ဂိုင်းတစ်ခုလုံးတော့မှဖမ်းမိသွားတယ် စဉ်းစားကြည့်ပါအောင်ရှင့်။လုံခြုံရေးကိစ္စတောင်းဝန်ကြတဲ့သူတွေကတကယ့်ကိုနိုင်ငံရဲ့အသက်သွေးကြောတွေကိုစောက်ရှောက်နေရတယ်လို့ကိုကိုကိုသတ်မှတ်စေချင်ပါတယ်ရှင့်။ဘာကြောင့်လဲဆိုတော့အကိုတို့အနေနဲ့ပေါ့နော်ဒါအကိုပဲထားပါတော့ရှင်ဘဲလို့ယာတူပဲဖြစ်ဖြစ်ကျမအကိုလို့ပဲခေါ်လိုက်ပါမယ်အကိုတို့အနေနဲ့လှုပ်ပေးလိုက်တဲ့ကားထဲမှာမူးယစ်စေဝါတွေပါသွားလားသနတ်တွေပါသွားလားဒါလေးတွေကိုအကိုတို့အနေနဲ့မသိနိုင်ရောရှင်ဒါကြောင့်ကားတိုင်းကိုတေချာလေးစစ်ဆေးပါစစ်ဆေးလိုက်တဲ့အခါကျတော့အခုထွက်လာတယ်မူးယစ်စေဝါတွေလက်နက်တွေလည်းမိကျင်မိမှာပဲဒီလိုမျိုးမြများဆဆဖမ်းဆီးနိုင်မယ်ဆိုရင် အကြမ်းဖက်သမားတွေအင်အားလျော့နေသွားမှာရှင်အဲ့ချိန်ကျလို့ရှိရင်စစ်တွေလည်းတိုက်ဆိုင်မလို့တဲ့ပဲနဲ့သူတို့ကသူတို့အင်အားလျော့ပြီးလို့ရှိရင်ဒါတွေကပြီးသွားမှာအကိုတို့ကအသေးချာမစစ်ပဲနဲ့လှုပ်ပေးလိုက်တယ်တချို့ကြတော့ပေါ့နော်အဂတိလိုက်စားမိပြီးတော့ငွေကြေးယူပြီးတော့လှုပ်ပေးလိုက်တယ်ဆိုရင်အဲ့ဒီကားထဲမှာပါသွားတဲ့မိုးရေဆေးဝါးတွေကလူငယ်တွေရဲ့ဘဝပေါင်းမြောင်များစွာပျက်စီးစေမှာအဲ့ဒီကားထဲမှာပါသွားတဲ့လက်နက်တွေကအကိုတို့ရဲ့ရဲဘော်ရဲဘက်တွေကိုပဲအန္တရာယ်ဖြစ်စေမှာရှင့်အကိုတို့ရဲ့မိသားစုတွေကိုပဲအန္တရာယ်ဖြစ်စေမှာဒါလေးကိုမမေ့စေချင်ပါဘူးရှင့်ဒါလေးကအရေးကြီးပါတယ်ဒါကြောင့်ကျွန်မသတင်း တင်ဆက်နေတဲ့အကျိုးအကြောင်းတင်တဲ့အတွက်ပြောပြတာဖြစ်ပါရှင့်နောက်တစ်တစ်ခုကတော့ AA အကြမ်းဖက်ဖွဲ့ကလှုပ်ဆောင်တဲ့မူရည်စေဝါရောင်းဝယ်မှုတစ်ခုကိုလည်းနိုင်ငံတော်ကနေပြီးတော့ဖော်ထုတ်နိုင်ခဲ့ပါရှင့်အဲ့ဒီအမှုလေးကတော့သတင်းပေးတဲ့ရှိရအတွက်ဖန်စီရမိခဲ့တာဖြစ်ပါတယ်။ဒီသတင်းပေးတဲ့သူကပေါ့နော်သတင်းပေးတဲ့ခါမှာအာမန်တဲ့ဆက်လေးကိုစစ်ဆေးရင်းနဲ့မိုးရစေးဝါတွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအနေမှာတရားခံတွေကိုဖန်စီပြီးရဲ့ခါမှာအဖွဲလိုက်ကြီးကိုဖန်စီရမိခဲ့တာဖြစ်ပါရှင့်။ တရားခဏရဲ့ထွက်ဆိုချက်အရဆိုရင်ငွေရစေဝါတည်ဆောင်ရောင်းချတဲ့သူတွေကအေအေအဖွဲ့ကထောက်ပံ့ရေးခေါင်းဆောင်တာဝန်ခံနေပိုင်လင်းခေါ်အောင်နိုင်ကျွဲဖြစ်ပြီးတော့အေအေထောက်ပံ့ရေးအဖွဲ့ဝင်ပိုင်ပိုင်ထွေးခေါ်အောင်နိုင်ထွေးခေါ်အောင်နိုင်သူခေါ်ပိုင်ပိုင်26နှစ်နော်နော်24နှစ်ကိုကိုဦး58နှစ်ဖြစ်တယ်လို့သိရပါရှင့် အေးအေးအဖွဲတွေကနေပြီးတော့ဒီမွေးရဆေးဝါးတွေရောင်းချနေကြဖြစ်ပါရှင်။အဲ့ဒီတည်းကထောက်ပံ့ရေးတာဝန်ခံဆိုတဲ့သူကရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာရှိတဲ့ FM မှာအင်ယာမှာနေထိုင်ပြီးတော့မွေးရဆေးဝါးတွေကိုတည်ဖို့ရောင်းချတဲ့ကိစ္စကိုပြုလုပ်နေတာဖြစ်ပါရှင်။ကြံတဲ့အေးအေးထောက်ပံ့ရေးအဖွဲဝင်တွေကကြတော့ပဲခူးတိုင်းဒေသကြီးပြည်မြို့မှာနေထိုင်ပြီးတော့ချိတ်ဆက်လှုပ်ဆောင်နေကြဖြစ်ပါတယ်။ဟန်ဒီအေအေအဖွဲ့ဝင်တွေပေါ့နော်လောက်နေတဲ့မွေးရေးစေဝါရောင်းဝယ်မှုမှာကြတော့ဖန်းစီရမီရဲ့တရားခံကလက်ရှိအထိ26ဦးဖြစ်တယ်လို့သိရပါရှင့် သူတို့ဇီယာနေဖန်စီရမိရဲ့တန်ဖိုးကတော့ငွေကျပ်နှစ်ရှင်းနှစ်ဒသမ3.5ဘီလီယံခန့်ရှိတယ်လို့သိရပါရဲ့ရှင့်သူတို့ဇီယာနေကစစ်ချက်ယူတဲ့အခါမှာသူတို့ဟာဒီပစ္စည်းတွေကိုပြည်တွင်းမှာလည်းဖြန့်လို့မျိုးမလေးရှားကိုလည်းတင်ပို့တယ်ဆိုပြီးသိရပါရဲ့ရှင့်ဆိုတော့နိုင်ငံเจ้าတော်မှာတင်ပို့နိုင်တဲ့နေထိုင်ရှိပါတယ်တော်တော်လမ်းကြောင်းကိုသိနေတဲ့သဘောတရားရှိပါရဲ့ရှင့်လောက်တာလည်းကြာပြီနဲ့တူပါတယ်တို့ဖန်စီရမိရဲ့တရားခံတွေရဲ့ထွက်ဆိုကြရဆိုရင်တို့ AA အဖွဲ့အားတဲ့လက်နက်တွေဝယ်ဖို့အတွက်တို့အဖွဲ့ရက်တည်နိုင်မှုအတွက်ကိုမူရည်စေဝါရောင်းချပြီးရက်တည်ရဲဆိုပြီးတော့တို့ကိုယ်တိုင်ထွက်ဆိုထားပါရဲ့ရှင့် အေးအေးအဖွဲကအဖွဲဝင်တွေဟာငွေစီဝါရောင်းချနေတော့ဖန်စီရမိတာအခုချိန်ကပထမဆုံးချိန်ဖုတ်ပေါင်းရှင့်အရှိပိုင်းနေမှာလဲဖန်စီရမိခဲ့တဲ့အချိန်ကြီးတွေအများကြီးရှိပါတယ်ဒီတော့အေးအေးအဖွဲကောင်းဆောင်ထွက်မြက်နိုင်တာဆိုရင်မူရရာစာတယောက်ဖြစ်နေရဲဆိုတာသိကြပါပဲရှင့်အေးအေးအဖွဲကိုအရင်ကစက်အမြင့်ပေါ်ဆိုတို့သူတို့ရဲ့ဝင်ငွေလမ်းကြောင်းတွေသေချာစစ်ဆေးလိုက်မယ်ဆိုရင်တော့မူရစေဝါတွေလူကုန်ခုမှုတွေနဲ့ပတ်သက်နေမယ်ဆိုတာသိကြပါပါရှင့်ကြားဖြန့်နေပါတယ်တော့မှပါဝင်ပတ်သက်နေနိုင်ပါရှင့်ဒါကြောင့်ဒီလိုအဖွဲတွေဟာဆိုရင်ရခိုင်ပြည်နယ်မှာခြေကုပ်ယူပြီးတော့ တောင်းချမ်းရေးပေါ့နော်ကျန်းပတ်တောင်းချမ်းရေးကိစ္စရေးပြုလုပ်နေတာဖြစ်တဲ့အတွက်နိုင်ငံတော်ကလည်းတေချာလေးရှင်းလင်းဖို့အတွက်ကိုတာဝန်ရှိပါရှင့်။သတင်းရဆိုလို့ရတာရှင်းပါတယ်။အေရဖွဲ့ရဆိုရင်မူရစေဝါရောင်းချတယ်။မူရစေဝါရောင်းချပြီးတော့မူရရာစာဂိုင်းလိုပုံစံဖြစ်နေတယ်။ဒါကြောင့်အေအေခေါင်းဆောင်ထွက်မြေနိုင်တာဆိုရင်လည်းမူရရာစာဂိုင်းမှာပဲဂိုင်းအဖွဲ့ဝင်ဂိုင်းခေါင်းဆောင်ပေါ့နော်။အဲ့တော့သူ့ကိုလက်ခံထားတဲ့နိုင်ငံတွေကမူရရာစာတယောက်ကိုလက်ခံထားတာလား။မူရရာစာတယောက်ရဲ့ နေထိုင်ခွင့်ကိုကာကွယ်ပေးထားတာလားဆိုတာကတော့နိုင်ငံတကာနေပြီးတော့လေ့လာစောင့်ကြည့်ပြီးတော့အကဲဖြတ်တင်ပြီးလို့ထင်ပါရဲ့ရှင့်ထွန်းမြတ်နိုင်ရဆိုရင်ရခိုင်ပြည်မှာနေထိုင်နေမှာမဟုတ်ပါဘူးရှင့်သူနေထိုင်နေရနိုင်ငံရဲ့ဆောင်းမှာနေထိုင်နေရဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးမူးယစ်ရာစာတယောက်ကိုလက်ခံထားတဲ့နိုင်ငံဟာဆိုရင်နိုင်ငံတကာစာမျက်နှာမှာဘယ်လိုပုံစံမျိုးဘယ်လိုအကြောင်းပြချက်မျိုးပေးမှာမလဲဆိုတာကတော့ တကယ်ကိုမေးခွန်းထုတ်စရာကိစ္စခုသားဖြစ်ပါရှင့်။အေအဖွဲ့ရဲ့လုံဆောင်ချက်တွေကအခုချိန်မှာတော့ဘာမှမသိတာဘူးဆိုပေမဲ့နောက်တစ်ချိန်ကျလို့ရှင်ဒေဂျာဘောက်ကိုဖြည့်ရှင်းရမယ့်ကိစ္စဖြစ်လာပါလိမ့်မယ်။အချိန်ကျလို့ရှင်အေအေရဲ့ခေါင်းဆောင်ဖြစ်တဲ့မူရရာစာထွန်းမြတ်နိုင်ကိုလက်ခံထားတဲ့နိုင်ငံဟာဆိုရင်လေဒီကိစ္စကြီးမှာကြွဲကူးရေးပါဆိုလို့ပါလာမယ်ဆိုတော့သိကြပါရှင့်။ ဒီချိန်ကျရင်တော့ဖြည့်ရှင်းနိုင်မယ့်ကိစ္စတွေဖြည့်ရှင်းနိုင်မယ့်အကြောင်းတရားတွေကိုကြိုးပြီးတော့ရှာထားကြပါလို့လည်းကျွန်မတိုက်တွန်းချင်ပါရှင့်။ပေါ့နိုင်ငံကိုပျက်စီးရပျက်စီးကြောင်းကြံစီရဲ့နိုင်ငံအားလုံးဟာတူသောအကျိုးပေးမယ်ဆိုတာကတော့ကျွန်မအခိုင်အမာယုံကြည်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မကိုပြည်သူအတန်လေးတခုကိုမိဘပြည်သူများသိရှိအောင်နဲ့တာဝန်ရှိသူများသိရှိအောင်လို့ကျွန်မဖတ်ပြပေးချင်ပါရှင့်။မင်္ဂလာပါအမတဲ့နိုင်ငံတော်ကထောက်ပံ့ကြေးကိစ္စကိုအမပြောပြတာနားထောင်ရပါတယ်တဲ့ညီမတို့မိသားစုဆစ်ဆောင်လာတာ6လပိုင်း2024ကလေးကနေပြီးတော့ယနေ့ထိဖြစ်ပါတယ် ၃၀၀အောင်ကြီးကထောက်ပံ့ကြေးအတွက်အိမ်အောင်စုမိတူဖောင်နဲ့တင်ရမယ်ဆိုလို့ညီမတို့ဖောင်တင်ခဲ့ပါတယ်တဲ့။ဒါပေမဲ့ယနေ့အချိန်ထိတခါမှထောက်ပံ့ကြေးမရသေးပါဘူး။ပြည်ရွှေလွင်မျိုးမရောက်ခင်တဲ့ပြည်တော်စုလမ်းမကြီးကက်ရက်ကရွာတွေမှာဆိုရင်အကြောင်းမဲမျိုးကစစ်ပေးရှောင်းတွေရောက်နေပါတယ်တအူးမှထောက်ပံ့ခြင်းမရပါဘူးအမရဲ့တဲ့ စစ်ရှောင်နေနဲ့လေပြတ်သွားတဲ့သူတွေတောင်ရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ပြင်းဝင်မြို့နယ်ကပြည်တော်စုလမ်းမကြီးဘေးကရွာတွေကိုထောက်ပံ့ကြေးမပေးတာလားဆိုပြီးမေးပေးပါအမရဲ့ဆိုပြီးပြောထားပါရဲ့ရှင့်။စာလေးထဲမှာဆက်ရေးထားကအမတို့စစ်ဘေးရှောင်တွေကအချို့ကဆိုရင်အိမ်ငှားနေရပါတယ်တဲ့။အဲ့ဒီခါမှာအိမ်လားကတွေဈေးတက်လို့ကိုယ့်ရဲ့နေရက်ကိုပြန်သွားရတာအများကြီးဖြစ်ပါတယ်။သူတို့ဟာသဘုံနေမြေမှာမနေခြင်းပေမဲ့အိမ်ငှားကမပြောနဲ့စားဖို့တော့အနိုင်နိုင်ဖြစ်နေတဲ့အတွက်ပြန်ရတာဖြစ်ပါတယ်အမရဲ့တဲ့။တချို့တွေဘဝတွေကပို့ပြီးတော့စိုးပါတယ်အမရဲ့။ မြို့ကနေစစ်ဘေးရှောင်လာတဲ့အခါမှာကိုယ့်ရဲ့မြို့မှာကြံခဲ့တဲ့အိမ်ကိုတပုံလေးကချိတ်ပိတ်သွားခဲ့ပါတယ်တဲ့ဒါကြောင့်အိမ်ကိုလည်းပြန်လို့မရသလိုမျိုးတနေတကြေးမှာလည်းဒုက္ခရောက်တဲ့အတွက်တချို့ဆိုလမ်းဘေးမှာအိမ်ရတဲ့ဘဝထိရောက်သွားခဲ့တာလဲကျမတို့ကိုယ်လည်းမြင်တွေ့ခဲ့ရပါတယ်ဆိုပြီးတော့ပြောပြထားပါတယ်ရှင့်ကျမတို့အနေနဲ့တဲ့အရန်ကိုအခက်ခဲကြီးမားပါတယ်။ဒါကြောင့်ကျမတို့ရဲ့အခက်ခဲကိုနိုင်ငံတော်မှာတာဝန်ရှိရသူများကုညီနိုင်စေရန်အလို့မှာပြည်သူအတန်လေးနေနဲ့ဖတ်ပြပေးပါဆိုပြီးကျမတို့စာလေးဆောင်ပေးပို့လာပါတယ်ရှင့်။စာထဲမှာပါတဲ့အကြောင်းအရာလေးကိုတော့ကျမဖတ်ပြလိုက်တဲ့အချိန်မှာ စစ်ပေးဆောင်ရတဲ့မိသားစုရဲ့အားလုံးရှင်ထဲမှာတူညီစွာခံစားနေရတဲ့ခံစားချက်တစ်ခုအခက်အခဲတစ်ခုဆိုတာသိကြပါရှင့်တနေ့တကြီးကနေနောက်ထပ်တနေ့တကြီးကိုသွားရတယ်ဆိုရင်ဘဝလွယ်ကူတာမဟုတ်ပါဘူးရှင့်ကိုယ့်ရဲ့အိမ်ကနေပြီးတော့ထွက်ပြေးရတဲ့ခံစားချက်ဘဝအခြေအနေကိုကျွန်မကောင်းကောင်းယူနားလေပါရှင့်ဘာကြောင့်လဲဆိုတော့2021မှာကျွန်မကိုယ်တိုင်လည်းရန်ကုန်ကနေပြီးတော့အခုလိုပဲအိမ်ကနေထွက်ပြေးခဲ့ရတာဖြစ်ပါရှင့်နီပိတ်တွေရဲ့ငားနဲ့မတူငားရံသူဆိုတဲ့မူဝါဒတွေကြောင့်ကျမတို့ကအသက်နဲ့လှုပ်ပြီးတော့ထွက်ပြေးခဲ့ရတာပါ ီခါမှာတနေချင်းမှာကျမတို့အရန်ဒုက္ခရောက်ပါရဲ့ရှင့်ဝင်ငွေဆိုတာလည်းလုံးဝမရှိတော့ဘဲနဲ့ဘဝကိုလုံးဝတက်ကနေပြန်ဆလို့စူးစမ်းနေထိုင်ခဲ့ရတာဖြစ်ပါတယ်ဒီလိုအချိန်မှာကျမတို့စူးစမ်းခဲ့ရတဲ့အချိန်တွေကိုပြန်လည်ပြီးဖိတ်ကြည့်မယ်ဆိုရင်အဲ့ဒီအချိန်ကိုပြန်မသွားချင်တော့တဲ့အထီကိုကျမဆိုလည်းစိတ်ဓာတ်ရရရခဲ့ပါရဲ့ရှင့်ဘဝမှာမကြုံစက်ဘူးတဲ့နေကြမှုတွေစိတ်ဒုက္ခရောက်မှုတွေမိဘတွေရဲ့ကျမကြီးစိုးဝါးသွားရမှုတွေအများကြီးအများကြီးကြုံခဲ့ရတာဖြစ်ပါရဲ့ရှင့်ပြောရမယ်ဆိုရင်ကျမကိုယ်တိုင်အခုချိန်ထိတော့မှကိုယ့်ရဲ့အိမ်ကိုမပြောင်းနိုင်တဲ့သူတယောက်ပါရှင့် ဒါဆိုကျွန်မကိုချင်းစာပါတယ်ဒီလိုစာလေးမြင်လို့ရှင်ကျွန်မရင်ထဲမှာကိုယ်တိုင်ခံစားရတယ်လို့ပဲဝမ်းနေရပါတယ်ရှင့်ပြီးစစ်ဘေးရှောင်တွေအတွက်ကိုကျွန်မတို့ခဏခဏကြင်ကြပါတယ်နိုင်ငံတော်ကပေးထားတဲ့ဝေစုလေးစစ်ဘေးရှောင်တအုပ်ငွေကျပ်2000စစ်ဘေးရှောင်မိသားစု9ယောက်ရှိရဲဆိုငွေကျပ်သိန်းတိတိခန်းစားခွင့်ရမှာရှင့်ဒါဟာနိုင်ငံတော်ကပေးထားတာဖြစ်ပါတယ်တလားတစ်ကြိမ်ပေးတာပါရှင့်ဒါကိုကောင်မှမြေပြင်မှာပြေဝဆိုတာမရရှိဘူးဆိုတဲ့ကိစ္စကတော့ကျွန်မတော်တော်ကိုစိတ်မကောင်းဖြစ်ပါရှင့် စစ်ပေးဆောင်စင်းရင်းနဲ့အခုဆိုယူတယ်။ဒါရှင်းပြရစင်းရင်းမရှိဘဲနဲ့စင်းရင်းလာမပေးလို့မရတာမဟုတ်ဘူး။သူတို့ကိုယ်တိုင်အိမ်တော်စုမိတူဖောင်းနေပိုင်းနဲ့တင်ပြီးတာတော့မှဒီပတ်စံတွေသူ့လက်ထဲမရောက်တာရှင်။ဒါဆိုရင်ဒီအိမ်တော်စုမိတူဖောင်းတွေကဘယ်ရောက်သွားတာလဲ။ဒီဖောင်းတွေနဲ့တင်ထားတဲ့စင်းရင်းကနေကြာလာတဲ့ပတ်စံတွေကဘယ်ရောက်သွားလဲရှင်။ကျမတို့သူများကမဆွဆွဲကြမှာအောင်နော်။ဟိုလူယူတယ်ဒီလူယူတယ်ဟိုလူခိုးတယ်ဒီလူခိုးတယ်ဆိုတော့ကျမတို့မဆွဆွဲကြရင်ရှင်ကျမတို့မေးတာရှင်းရှင်းလေးဒီပေါင်နဲ့တင်ထားတဲ့စည်ရင်းတွေရက်ွက်တစ်ခုလုံးမှာ ဖောင်နဲ့တင်ကြရတယ်။အိမ်တော်စုဆင်းနဲ့တင်ကြရတယ်ဆိုရင်စစ်ဘေးရှောင်အရောက်တရားရှိရဲဆိုရင်အဲ့ဒီအရောက်တရားစာကိုနိုင်ငံတော်ကမချပေးတာလား။ဒါမှမဟုတ်အဲ့ဒီအရောက်တရားစာချပေးလိုက်တဲ့ပတ်စံကအဲ့ဒီလူတွေစီကိုမရောက်တာလားရှင့်။ဒီမေကုံကတော့အင်မတန်ကိုဖြည့်သိမ့်တဲ့မေကုံတစ်ခုသားဖြစ်ပါရှင့်။နိုင်ငံတော်အနေနဲ့လည်းစပေးရှောင်းနဲ့ပတ်သက်ပြီးတော့ပတ်စံလေးပုံမှန်ပေးနေပေမဲ့စပေးရှောင်းလေးလက်ထက်ကိုအပြည့်အဝမရရှိဘူးဆိုတဲ့သတင်းစကားလေးပဲကျွန်တော်တို့မီဒီယာထက်ကနေအငြင်းတမ်းပေးပါတယ်ရှင့်။ဒါမဲ့အခုချိန်ထိကိုနေရာတော်တော်များများမှာဆိုရင်ဒီလိုဖြစ်စဉ်တွေဖြစ်နေသေးပါပဲရှင့်။ ကျမအနေနဲ့တိုက်တွန်းချင်တာကတော့ဒီချိန်မှာလူတွေကအရင်ဒုက္ခရောက်ပါတယ်ရှင့်လူချင်းမင်းတို့အတွက်ပတ်စံလေး2000တသိန်း2သိန်းစသက်ဖြစ်ပေါ်တော့ဒီလောက်ပတ်စံလေးကမိုးဖိုးလောက်ပဲရှိချင်ရှိလိမ့်မယ်ရှင့်ဒါပေမဲ့အရင်ဒုက္ခရောက်နေတဲ့အချိန်မှာငွေကျပ်တသိန်းဟာဆိုရင်လည်းမိသားစုထမင်းစားဖို့အတွက်စံတအိတ်လည်းဖြစ်နိုင်ပါတယ်ရှင့်ဟင်းမရှိဆိုတော့မှထမင်းလေးရှိရဆိုစားလို့ရတယ်အဲ့လိုအခြေအနေမျိုးတွေကိုလူချင်းမင်းတို့မကြုံဘူးလို့လားရှင်မကြုံဘူးတဲ့အတွက်စပေးရှောင်းတွေပေါ်မှာကိုကျင်းမစားတာလားရှင် ကျမအဲ့လိုပဲမေးလိုက်ချင်ပါတယ်နော်ဒုက္ခတရားဆိုတာကိုယ်တိုင်ရောက်ခုမှသူများကိုကိုချင်းဆောင်မယ်ဆိုရင်တော့အဲ့ဒီဒုက္ခတရားနဲ့ကိုယ်စီလာတဲ့အချိန်ကြလို့ရှင်ပျော်ပျော်ကြီးခံတတ်ဖို့တော့လိုပါတယ်နော်ကျမတို့အခုချိန်မှာတက်နေတောင်နိုင်ငံသားအချင်းချင်းဖိမဖို့သာလိုပါရဲ့ရှင်ပတ်စံတွေအများကြီးမြင်တာနဲ့လောဘနောက်ကိုလိုက်ပြီးတော့မလုပ်ပါနဲ့ရှင်ဒီပတ်စံတွေဟာသူများမိသားစုထမင်းစားဖို့သူများမိသားစုခဏတာအဆင်ပြေသွားဖို့အတွက်ငွေကြေးတွေနိုင်ငံတော်ကထောက်ပံ့တာပဲဆိုတဲ့အမြင်နဲ့မြင်တတ်မယ်ဆိုရင်ဒီပတ်စံတွေကိုမတမာတဲ့စိတ်နဲ့တော့ကြည်ကြည်ရမှာမဟုတ်ဘူးရှင်ကြည်ရမှာမဟုတ်ဘူး ကျွန်မအဲ့လိုပဲမြင်နေရှင်အဲ့လိုမှမဟုတ်ပဲနဲ့ငါ့လက်ထဲရောက်လာတဲ့ငါအရာငါရဲ့ရပိုင်ခွင့်ဆိုပြီးတွေးလိုက်မယ်ဆိုရင်တော့လေဒါကိုချင်းစာစိမ်းမရှိတာပေါ့ရှင်အဲ့လိုမျိုးမလုပ်ပါနဲ့လို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်ကျွန်မတို့ရဲ့အခြေအနေကမီဒီယာဖြစ်တယ်အာဏာလည်းမရှိတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်မတို့ကအခုလိုလေးပဲတိုက်တွန်းတာလေးပဲပြစ်လုံနိုင်တဲ့အတွက်လည်းကျွန်မစိတ်မကောင်းပါဘူးရှင်ဩဇာအာဏာရှိရဲ့နိုင်ငံတော်ကတော့ဒီလိုကိစ္စတွေတေချာလေးလိုက်ပြီးတော့စစ်စစ်တင်ပြီလို့ထင်ပါတယ်ရှင်။နိုင်ငံတော်ကလည်းပတ်စံကုန်တယ်။စစ်ဘေးရှောင်တွေလည်းဘာမှမရဘူးဆိုရင်တော့ဒါဟာပြုံးတိမှုတစ်ခုပါပဲရှင်။ ဒီပြုံးပြေးမှုအပေါက်ကိုပိတ်နိုင်ပါစေစစ်ပေးဆောင်တွေလက်ထဲကိုကိုမိသားစုစားဝတ်နေရတဲ့အတွက်နိုင်ငံတော်ထောက်ပံ့တဲ့ငွေကြေးလေးတွေမမှန်ကန်ကန်ရရှိပါစေလို့လည်းကျွန်မဆန္ဒပြုပါရရှင့်မိဘပြည်သူများရှင့်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်မနိုင်ငံအတွက်အရေးကြီးတဲ့သတင်းတွေမှာပါလို့ပြောလို့ရပါရှင့်အဲ့ဒါပါလဲဆိုတော့မြေရှားတက်တုနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုသာဖြစ်ပါရရှင့်ကျွန်မအနေနဲ့ဒီသတင်းလေးမှာ ပြောပြမယ်အကြောင်းအရာလေးများပါရှင့်ဒါလေးကျွန်မမပြောပြခင်မှာရှမ်းလူခွင့်ရေးမန်တိုင်ဖြစ်တဲ့ SHRF ကနေပြီးတော့ထုတ်ပြန်ထားတာလေးကျွန်မအရင်ဆုံးဖတ်ပြပါမယ်ရှင့်သူတို့ထုတ်ပြန်ထားတာကထိုင်းနယ်စပ်အနီးရှမ်းအရှိမိုင်းဆက်မြို့နယ်မှာမြေရှားတပ်တို့တူးဖော်မှုကြောင့်မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ဒေသခံသက်တမ်းကြော်ရဲ့ကျမ်းမာရေးပြဿနာတွေကိုစိုးရိမ်ပါတယ်ဆိုပြီးတော့ပြောကြားထားပါရှင့် မြေရှားတပ်တို့တူးဖော်ပြီးတော့တဲ့ဆုံးဖြတ်ပစ္စည်းရဲ့ကြောင့်လူထုရဲ့ဇန်မာရီလဲစိုးရင်ရတယ်အထားကြောင့်ဆက်လက်ပြီးတော့မလုံဆောင်ဖို့အတွက်တပ်ဆိုင်ရာနိုင်ငံကတာဝန်ရှိသူတွေတားမြစ်တင်ပါတယ်ဆိုပြီးတိုက်တွန်းထားပါတယ်ရှင်ဒီဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင်မြေရှားတပ်တို့တူးဖော်တဲ့နေရာပေါ့နော်သူတို့ဂျိုဒူးတပ်ပုံအရာတိချာစွာမြင်ထားတာရှိပါတယ်မိုင်းဆက်မြို့နယ်မိုင်းယွန်းဒေသတွေမှာဖြစ်ပြီးတော့တပ်တို့တူးဖော်တဲ့နေရာကနှစ်နေရာရှိတယ်ဆိုပြီးတော့တိကျပြောဆိုထားပါတယ်ရှင်ပြီးတော့ဒီဒေတာတွေအားဆိုရင် UWSA ဝါအဖွဲ့ရဲ့လုံခြုံရေးပေးထားတဲ့အတွက်အပြင်လူလဲဝင်လို့မရဘူးဆိုပြီးပြောထားပါရှင့် မြေရှားတက်တူကနေပြီးတော့စွန့်ထုတ်လိုက်တဲ့အညစ်ကြေးတွေကနတ်ခုတ်ကောမြင့်အတွင်းကိုစီးဝင်လာကြောက်၎င်းမြစ်ကိုမိခုံနေထိုင်နေကြရတဲ့မြန်မာဘက်ကမိုင်းဆက်မြို့ထိုင်းဘက်ခြမ်းမှာရှိတဲ့ချင်းမှခရိုင်တွေကရွာတွေနဲ့ချင်းရိုင်ချင်းဆန်စတဲ့မြို့တွေကလူတွေဟာဒုက္ခရောက်နေရတဲ့အခက်ခဲကြုံနေရတယ်ဆိုပြီးပြောကြားထားပါတယ်ရှင့်သူတို့ထုတ်ပြန်ထားတာလေးကတော့မြေရှားတက်တူကြောင့်သွားပေါ်ဝင်ခြင်းထိခိုက်လာတဲ့အခါမှာပြည်သူတွေခက်ခဲကြုံတဲ့အတွက်အစိုးရတွေတောင်းဆိုထားတာဖြစ်ပါရဲ့ရှင့် ကျမတို့နိုင်ငံမှာမြေရှားတပ်တုထုတ်တာကဘယ်နဲ့နေရာရှိလဲဆိုရင်ကျမတို့လေလာထားမိလောက်ကတော့ကချင်ပြည်နယ်ရဲ့ရှမ်းပြည်နယ်ရဲ့မွန်ပြည်နယ်သုံးနေရာမှာမြေရှားတပ်တုထုတ်နေတာရှိပါအရှင်။မြေရှားတပ်တုနဲ့ပတ်သက်ပြီးတော့ကျမဘူးတုတ္တရနေနဲ့လည်းပြောပြပေးပါမယ်။ဒီမြေရှားတပ်တုဟာဘယ်လောက်ထိတော့မှတဘာပဝင်ခြင်းကိုထိခိုက်ပျက်စီးစေတတ်တယ်ဆိုတာလေးကိုလည်းသိရှိသင့်တဲ့အတွက်ကျမပြောပြပေးချင်ပါအရှင်။မြေရှားတက်တူဆိုတာကနီးပညာထုတ်ကုန်တွေဖြစ်တဲ့ဥပမာဖုန်းတို့လက်ဆက်ကားတို့စတဲ့အရေးကြီးတဲ့ပေါ့စတဲ့ပစ္စည်းတွေမှာ ထည့်သွင်းမှုအတွက်အရေးကြီးတဲ့တတ်တူမျိုးသားဖြစ်ပါရှင့်။မြေရှားတတ်တူကိုထုတ်မယ်ဆိုရင်တဘာပတ်ဝန်းကျင်ကိုရေရှည်ပျက်စီးစေနိုင်တဲ့အန္တရာယ်လည်းရှိရတဲ့အတွက်ဒီတတ်တူကိုစီမံခန့်ခွဲမှုနဲ့စီးနှင်းနေတိကျချမှတ်ပြီးတော့မှထုတ်ဖို့အတွက်အထူးလိုအပ်ပါရှင့်။မြေရှားတတ်တူထုတ်မယ်ဆိုရင်ဘဝတဘာပတ်ဝန်းကျင်ကပျက်စီးနိုင်ပါတယ်။ဘလို့ပျက်စီးနိုင်လဲဆိုတာလေးပဲဆိုမှဘူတုတဖြစ်ပေါ်ရလေးပြောပြပေးပါမယ်ရှင့်။မြေရှားတတ်တူထုတ်တဲ့အခါမှာအက်ဆစ်အပြင်းစားတွေတုံးပြီးတော့တန့်စင်ရတဲ့အတွက်စွန့်ပစ်ရည်တွေမှာမာဂျူရီခဲလိုမျိုးအစိတ်တဲ့တတ်တူတက်တွေပါဝင်လာပါရှင့်။ ဒီဓာတ်ပစ္စည်းတွေကမြေအောက်ရှည်နဲ့မြေချောင်းတွေကိုညှဉ်းညမ်းစေပြီးတော့လူတွေနဲ့တောရန်တိရိစ္ဆာန်တွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါရှင့်။ဒါ့အပြင်ဟိုဒီတက်တူတူးဖောက်မှုကြောင့်မြေကြီးမှာဆိုလဲသဘာဝအာဟာရဓာတ်တွေဆုံးရှုံးနိုင်တယ်။မြေစီလွာတိုက်စားတာဖြစ်မယ်။မြေပြိုမှုတွေလည်းဖြစ်နိုင်ပါရှင့်။တက်တူတွင်အေရိယာတွေမှာဆိုရင်တတော်ပြုံးတိမှုတွေဖြစ်နိုင်တယ်၊ဂေယစနစ်ပျက်စီးနိုင်တယ်၊ဒေသရင်ဆွဲအပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေလည်းမျိုးတုံးနိုင်ပါရဲ့ရှင့်။ဒါအပြင်တက်တူတူးဖို့ရတဲ့အခါမှာအုံပြုတ်တဲ့ဓာတ်ငွေတွေကြောင့် လက်ငွေတွေဖုံမုတ်တွေပေါ့နော်အဲ့ဒါကြီးထွက်တဲ့အတွက်လေထုညဉ့်ဉန်းစေပြီးတော့အဲ့ပတ်ဝန်းကျင်မှာရှိရသူတွေဟာဆိုရင်အဆုတ်ရောဂါတွေလည်းဖြစ်ပွားစေနိုင်ပါရှင့်ပြီးရင်ရေရှားတက်တူထုတ်တဲ့အခါမှာရေကိုလည်းအမြောင်များသုံးဆွဲရပါတယ်တန်တထောင်ထုတ်မယ်ဆိုရင်ရေကလည်းတန်းချီသုံးရတယ်လို့သိရပါရှင့်ဒါကြောင့်ဒေတာကန်ရဲ့စိုက်ပျိုးရည်နဲ့တောက်သုံးရည်ကိုခန်းချောက်မှုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။နောက်ဆုံးဒေတာကန်တွေကြုံတွေ့ရတဲ့ဆိုးကျိုးကတော့တူးဖော်မှုဧရိယာတွေမှာဆိုရင် ကျေးရွာတွေဖယ်ရှားခံရတာရှိနိုင်တယ်ပြီးတော့အစိတ်တဲ့တဲ့တတုဓာတ်တွေကြောင့်အဲ့ဒီကျေးရွာတွေမှာရှိတဲ့သူတွေဟာဆိုရင်ကင်ဆာဖြစ်တာအာရုံကြောထိကြိုက်တာနဲ့မိုးရပါခြုံရွံ့ချက်ဖြစ်တာလည်းဖြစ်နိုင်ပါရှင့်ကိုဝင်ဆောင်နေဆိုရင်ခြုံရွံ့ချက်ရှိတဲ့ကလေးတွေမွေးဖွားလာနိုင်တယ်ဆိုပြီးတော့သိရပါရှင့်ဒီရာတွေကိုတတ်တောင်းအောင်လုပ်ရမယ်နီလန်းတွေတော့ရှိပါတယ်အဲ့ဒါပါလဲဆိုတော့ acid သုံးတောင်းရှော့ချပြီးတော့ဇီဝအနည်းနဲ့တတုတန့်စင်ရမယ် electronic ပစ္စည်းစွန့်ပစ်ပစ္စည်းတွေအနေပြီးတော့မြေရှားတတုကိုပြန်လဲစစ်ယူပြီးတော့ထုတ်ယူရမယ်စွန့်ပစ်ပစ္စည်းတွေကိုစနစ်တကျစီမံရမယ်ဆိုရင်နီလန်းအနည်းနဲ့ထုတ်ရပါရှင့် ဒီတော့ဒီနီးလန်းတွေကိုအသုံးပြုရမယ်ဆိုကြတော့နိုင်ငံတော်အစိုးရရဲ့ဩဇာအာဏာပေါင်းမှာပဲလုပ်လို့ရမှာအဲ့လိုမှမဟုတ်ရင်တော့တရားမဝင်လောက်ကွက်တွေမှာတော့ဓာရီသွားစီမံလို့မရအောင်ရှင်ရရင်ကြတော့ထုတ်မှာပေါ့နော်ဒီတော့မြန်မာနိုင်ငံမှာအခုဆိုရင်မြေရှားတပ်တို့ကိုကြီးကျယ်ထုတ်နေကြတာကချင်ပြည်နယ်မှာဆိုလဲ KIA ကဥဆောင်ပြီးထုတ်နေတယ်အခုရှမ်းပြည်နယ်မှာဆိုလဲဝါအဖွဲ့တွေကဥဆောင်ပြီးထုတ်နေတယ်ဆိုတော့ဒီဘေးရွက်စိုးကြိုးတွေကိုကျမတို့နိုင်ငံမှာခံရမှာရှင်ကျမတို့နိုင်ငံပြောအိန္ဒိယချင်းနိုင်ငံတွေလည်းခံရမှာ ကျွန်မအနေနဲ့ဆက်လက်ပြီးတော့ဗောနော်အထူးသတိပြုစင်ကျင်စရာလေးကိုပြောပြချင်တာကကမ္ဘာပေါ်မှာမြေရှားတတ်တူအထောက်နိုင်ဆုံးနိုင်ငံတစ်ခုအဖြစ်နဲ့မှတ်တမ်းဝင်ထားတာတရုတ်နိုင်ငံဖြစ်ပါရှင့်ပြီးတော့မြေရှားတတ်တူကိုအများဆုံးသုံးတဲ့နိုင်ငံဟာလည်းတရုတ်နိုင်ငံပါပဲတရုတ်နိုင်ငံအားလုံးသိရတိုင်းပါပဲပုံထုတ်ပစ္စည်းအရန်များတဲ့အတွက်မြေရှားတတ်တူကိုအများကြီးသုံးတာကတော့ဒါတန်တရားဖြစ်ပေါ်ရာမရှိပါဘူးရှင့်ဒါပေမဲ့တခုရှိတာကသူတို့နိုင်ငံမှာတဲ့ဗန်ယန္နာမြေရှားတတ်တူတွင်းဆိုတာရှိပါတယ်ရှင့်ကျွန်မအခေါ်အဝေါ်လေးမှားသွားလို့ရှင့်ခွင့်လို့ပေးပါ ဒီသူတို့ data အခေါ်ဆိုတော့ကျွန်မသိပြီးတော့ချုပ်ဟာလေးခေါ်ဆိုရတာခက်ခဲလေးရှိလို့ပါရှင့်ဒီတက်တူတွင်းကိုဆိုရင်သူက2023ခုနှစ်မှာတရုတ်အစိုးရကယာယီပိတ်သိမ်းခဲ့ပါရှင့်ဘာကြောင့်ဒီပိတ်သိမ်းခဲ့ရလဲဆိုတော့တဘာပတ်ဝန်းကျင်ရေချောက်သွေးမှုဖြစ်ပြီးတော့မြေစီညင်ညမ်းမှုဖြစ်ခဲ့တဲ့အတွက်ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတက်တူတွင်ကိုတဲ့တရုတ်ဆိုရကပုံမတင်းကျက်တဲ့စည်းကမ်းတွေချမှတ်ပြီးတော့ပြန်ဖွင့်ပေးမယ်ဆိုပြီးသူတို့မျှော်လင့်ထားကြတယ်ပေါ့နော်။ ီတပ်တူတွေကိုပိတ်လိုက်တယ်ဆိုပေမဲ့သူကတရုတ်နိုင်ငံဟာဆိုရင်နေရှားတပ်တူပေါ့နော်တူးဖော်မှုတွေကိုတရုတ်နိုင်ငံရဲ့အခြားဒေသတွေမှာပြုလုပ်နေရရှိပါရှင်သူတို့နိုင်ငံမှာလည်းနေရှားတပ်တူထွက်တဲ့နေရာရှိရပေါ့နော်ဒါပေမဲ့အဲ့ဒေသတွေကိုဆိုရင်သူကသဘာပတ်ဝန်းကျင်နဲ့ညီညွတ်တဲ့နီလန်းတွေနဲ့ပဲဆက်လက်တူးဖော်ပွဲတွေပြုထားတယ်လို့သိရပါရှင်ဒီနေရှားတပ်တူတူးဖော်လို့ရှင်အနေနဲ့များတဲ့အတွက်သူ့နိုင်ငံကိုသူကဖိနှိပ်ဆောက်ရှောက်ထားတာပေါ့နော်ဒီတော့ဒီတွင်းဟာဆိုရင် ပိတ်ထားရတယ်ပေါ့ရှင်ဒီတတူပင်တချို့ပိတ်ထားရတယ်ဆိုပေမဲ့တရုတ်နိုင်ငံကကမ္ဘာမှာမြေရှားတတူထုတ်လုပ်တာအမြင့်ဆုံးဖြစ်နေတော့မယ်ရှင်ဒီတော့မြေရှားတတူတွေကိုဘယ်ကနေပြီးတော့အလောက်ကြီးအောင်အများကြီးထုတ်ယူနေနိုင်တာလဲဆိုရင်တော့ကျမတို့မြန်မာနိုင်ငံပဲဖြစ်ပါရဲ့ရှင်ကျမဘာကြောက်တာလေးပြောရလဲဆိုရင်ကျမတို့နိုင်ငံမှာတူးဖော်နေတဲ့မြေရှားတတူလောက်ွက်တွေမှာဆိုရင်ပူပေါင်းပေါင်ဝင်နေတဲ့စီးပွားရေးသမားတွေဟာတရုတ်လူမျိုးတွေဖြစ်နေပါရဲ့ရှင် ဒါကိုဘယ်လိုသိရလဲဆိုတော့တရုတ်အောက်ခွန်ဌာနကတွင်ပြီးတော့2023ခုနှစ်ဇွန်လမှာဆိုရင်ဆင်းထုတ်ပြန်ထားရှိရဲ့ပထမ6လမှာပဲကချင်ပြည်နယ်ကနေပြီးတော့တရုတ်ကိုတင်ပို့လာတဲ့မြေရှားတပ်တုတန်ဖိုးကအမေရိကန်ဒေါ်လာသန်း800နီးပါးရှိရဲ့ဆိုပြီးသူထုတ်ပြန်ထားပါရှင့်။ဒါအောင်ကြည့်ခြင်းအပြင်ကျွန်တော်နိုင်ငံမှာရှိတဲ့လောက်ွက်တွေကိုတရုတ်နိုင်ငံသားတွေလာပြီးလောက်ကင်နေရဲ့ဆိုတာသိကြပါရှင့်။โอเค။ဒါကတော့နှစ်နိုင်ငံစီးပွားရေးအရာချိတ်ဆက်ပြီးလောက်ကိုင်းတဲ့ကိစ္စတွေဆိုတာအရင်ကရရှိခဲ့တာပဲကျမတို့လည်းနားလည်တယ် မြေရှားတတ်တူကိုတသေးချာချာစစ်စစ်နဲ့ကြထုတ်တဲ့အခါမှာတရုတ်နိုင်ငံသားတွေပါဝင်ပတ်သက်နေနိုင်တယ်ဒါအတူတူအကျိုးတူပူးပေါင်းလုပ်ကြတာဒါပေမဲ့အခုလိုမျိုး KIA တို့ဘာလို့ကဝါအခွဲလို့ဘာလို့ကထုတ်နေရင်မြေရှားတတ်တူတွင်းနေရအောင်နိုင်ငံတော်ကသိပါသလားရှင့်တရုတ်နိုင်ငံမှာရှိရတရုတ်နိုင်ငံသားတွေကကျမတို့နိုင်ငံမှာရှိရမြေရှားတတ်တူကိုလာပြီးထုတ်တဲ့အခါမှာပြည်တော်စုနဲ့ချိတ်ဆက်ပြီးထုတ်တာလားဒီလိုမျိုးအကြမ်းဖက်တောင်းကျမ်းနေရလက်နက်ကိုင်အဖွဲ့နဲ့ထုတ်နေရလား ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလားဆိုပြီးတော့ပြည်တော်စုအမိတ်ကိုမနာခံတဲ့အဖွဲ့တွေနဲ့ထုတ်နေရလားဆိုတာတရုတ်နိုင်ငံဖြေကြားပေးရပါမယ်ရှင့်တရုတ်နိုင်ငံအနေနဲ့ကျမတို့နိုင်ငံစီးပွားရေးလာလောက်တော့ကျမအပြစ်မဆိုပါဘူးရှင့်တရုတ်နိုင်ငံသားတွေမြန်မာနိုင်ငံစီးပွားရေးလာလောက်တာအများကြီးပါဒါပေမဲ့တရားဝင်တဲ့အလုပ်တွေလုပ်နေရလားတရားပုံဝင်တဲ့အလုပ်တွေလုပ်နေရလားဆိုတာကိုတရုတ်နိုင်ငံကပြန်လည်စမ်းစစ်ပါရင်လားရှင့်ဒါပြင်မြေရှားတပ်တုထုတ်တဲ့အခါမှာကျမတို့နိုင်ငံကိုအခွန်အရေးပေးရလားကျမတို့နိုင်ငံထဲမှာလုပ်နေတာဖြစ်တဲ့အတွက်တဘာပုံဝင်ခြင်းကိုတေချောင်းထိမ့်သိမ့်ပေးရလားဆိုတာလေးတွေကို တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံပူးပေါင်းပြီးတော့အပြေရှာတဲ့နယ်လို့မထင်ဘူးလားရှင့်အခုဆိုရင်ရှမ်းပြည်နယ်မှာဝါထုတ်တယ်သူတို့ထုတ်တဲ့နေရာဘယ်သူမှပေးမလာအောင်ဆိုတော့နိုင်ငံတော်လည်းသွတ်ဆက်လို့မရတရုတ်နိုင်ငံအောင်လာဆက်လို့ရလားရှင့်ကရင်ပြည်နယ်မှာ KIA ကထုတ်တယ်ဒီကသွတ်ဆက်လို့မရဘူးတရုတ်နိုင်ငံလာဆက်လို့ရလားရှင့်ပြီးတော့ဈေးနှုန်းတွေကိုဘယ်လိုပုံစံနဲ့ယူနေရလဲရှင့်ဈေးပေါပေါနဲ့ယူနေရလားထုတ်ကြံတော့ထုတ်နေရလားဆိုတော့ကျမတို့ပြည်တော်စုကနေပြီးတော့စစ်စစ်ပိုင်ခွင့်ရှိပါရဲ့ရှင့်ဒါကိုတရုတ်နိုင်ငံအနေနဲ့ ူပေါင်းပြီးတော့လှုပ်ဆောင်ပေးဖို့အစီအစဉ်ရှိမရှိဆိုတာတွေလည်းကျွန်မမီဒီယာကနေတစက်မေးခွန်းထုတ်ချင်ပါရှင့်ဒီကိစ္စလေးကိုအပြေရှားခြင်းကိုတော့အများဆုံးလှုပ်ဆောင်သင့်ပါပြီဘာကြောင့်လဲဆိုတော့မြေရှားတတ်တူကကမ္ဘာပေါ်ဝင်ခြင်းကိုပျက်စီးစေနိုင်တဲ့အတွက်နောက်ထပ်နှစ်အနည်းငယ်အကြာမှာပဲအဲ့ဒီဒေသတွေမှာလူတွေနေထိုင်လို့မရတဲ့အထိဖြစ်သွားမယ်ဆိုရင်ဒီမြေရှားတတ်တူထုတ်တဲ့သူတိုင်းမှာတာဝန်ရှိပါရှင့်မြေရှားတတ်တူထုတ်တဲ့သူတွေထဲမှာတရုတ်နိုင်ငံသားတွေလည်းပါဝင်တဲ့အတွက်တရုတ်နိုင်ငံမှာလည်းတာဝန်ရှိပါရှင့် ဒီလိုမျိုးတရားမဝင်အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နိုင်ငံသားကမြေရှားတပ်တူထုတ်နေရဲဆိုရင်အဲ့ဒီတပ်တူတွေကိုတရုတ်နိုင်ငံကလက်ခံယူပါသလားရှင်လက်ခံယူမယ်ဆိုရင်ဒါဟာနိုင်ငံတော်အဆင့်သိက္ခာကြောင့်ဖြစ်သွားမှာပါနော်ဒါလေးတွေတော့စမ်းစစ်ဖို့လိုပါတယ်ကျမတို့မြန်မာနိုင်ငံနဲ့ချိတ်ဆက်ပြီးတော့မြေရှားတပ်တူတွင်းနဲ့မြေရှားလုပ်ွက်တွေကိုတည်တည်ချာလေးစစ်စစ်ဖို့အတွက်ကိုအချိန်သင့်နေလို့ထင်ပါတယ်ရှင်အဲ့လိုမှမဟုတ်တော့ဘေးရွက်ဆိုးကျိုးတွေကိုကျမတို့ကခံစားရမှာရှင့်အခုကျမတို့အပြင် ထိုင်းနိုင်ငံကပါခံစားရတော့မှာ အရာအားလုံးကဆက်ဆက်နေတာကဘာကြီးကဆက်ဆက်နေတာကဘာကြီးရဲ့မြေချောင်းအင်းအိုင်တွေအားလုံးကဆက်ဆက်နေတာရှင့်ဒါကြောင့်ကျမတို့ဟာဆိုရင်စိုးရိုးတယ်မဖြစ်ချင်ပါဘူးကျမတို့ကိုနိုင်ငံကြီးတစ်ခုအနေနဲ့လူကြီးလူကောင်းပြည်သားစွာနဲ့ကျမတို့နဲ့ပူးပေါင်းပြီးတော့ကျမတို့နိုင်ငံထဲမှာရှိနေတဲ့တရားမဝင်လောက်ွက်တွေကိုပေါ်ထုတ်ပြီးတော့အရေးယူပေးပါအောင်ကိုယ်နိုင်ငံသားတွေကပေါ့နော်တရုတ်နိုင်ငံသားတွေကတရားမဝင်လောက်ွက်တွေမှာလုပ်နေရဲဆိုရင်လည်း မလုံကြဖို့အတွက်ပြောရင်းနဲ့ကိုယ့်နိုင်ငံသားတွေကိုပြန်လဲခေါ်ယူကြပါအောင်လို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မနိုင်ငံလက်ရှိမှာမတည်ငြိမ်မှုကိုခံစားနေရပါတယ်ဒီလိုမျိုးမတည်ငြိမ်မှုဖြစ်နေတဲ့အချိန်မှာကျွန်မတို့မြေနှိပ်နေတဲ့အချိန်မှာကျွန်မတို့လှမ်းမဆိုင်ပါနဲ့ရှင့်ဒါအောင်နိုင်ငံကြီးတွေဆိုကျွန်မအနေနဲ့အထူးတောင်းဆိုချင်ပါတယ်ရှင့်ဒါလေးကိုသာကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးရနေပြီးတော့ တခါလေးပြောကြလိုက်ပါစေရှင်။ကျမတရင်တင်ဆက်မှုလေးကိုယနေ့မှာထောင်းနေပဲရန်နာပါစေရှင်။ကျမတို့ Prime Media တင်ဆက်မှုတွေကိုအငြင်းအံအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချင်တာကိုကြားမှာကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။